တောက်ချန်နေမွေးသူအလုံးမင်္ဂလာပါ2025ခုနှစ်မေလ10ရက်နေ့ကနေ9ရက်နေ့တော်တွေမှာအကျန်းစီအောင်မြင်မယ်ဘဝတိုးတက်မှုရရှိမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်အလုတ်တိုးတက်မယ်မထင်မှတ်သောဝင်ငွေရမယ်လုပ်ငန်းရရအောင်မြင်မယ်ဘလောက်ခက်ခဲဒီကာလမှာဆောင်ရွက်တဲ့ကိစ္စတွေရဲ့ကောင်းသောကျိုးဆက်ကိုရရှိလိမ့်မယ်။အဲ့ဒီကတော့ ထူးထူးခြားခြားကောင်းခြင်းအစီအပြေခြင်းနဲ့လိုရာပြည့်စုံခြင်းတွေရှိမယ်။နှစ်ရက်နေ့တောင်ရက်ကိုတည်သွားစေနေရှိတဲ့နေ့၁၂နိုင်နဲ့တနိုင်ခွဲတွင်သတိထားမယ်။လုပ်ငန်းတွေကိုတော့တိုးချဲ့တာအောင်မြင်မယ်။သုံးရက်နေ့မှာကတိစာချုပ်လက်မှတ်ထိုးခြင်းမပြုရအောင်ကတိပြတ်တတ်တယ်။စကားများတတ်တယ်။လေးရက်နေ့အရာရာဆင်ပြေမယ်။ပြိုရွယ်သူတွေစမ်းပွေမယ်။မိသားစုနဲ့ပတ်သက်တဲ့ကောင်းသတင်းချုပ်မယ်။ 9ရက်နေ့မှာခီးကိစ္စအဆင်ပြေမယ်အပြောင်းလဲနဲ့တိုးတက်မှုရှိမယ်6ရက်နေ့ကငွေချေးကံကောင်းမယ်လက်ဖွင့်မယ်လိုရာပြည့်စုံမယ်ဒါပေမဲ့မနေ့၄နိုင်ခွဲနဲ့6နိုင်တွေသွာလာနေတဲ့ယူဆက်မယ်အနည်းရှိတတ်တယ်ရှင်းမြောက်ရကုန်တူသောစဉ်အနည်းရှိတတ်တယ်9ရက်နေ့ကတော့ရံများမယ်အတိုက်ခံများမယ်စိတ်ပင်ပန်းလူပင်ပန်းဖြစ်မယ်ဒီကာလအတွင်းတနေ့ကနေတော့ကြစနေမွေးသူတွေကောင်းကျိုးပေးမယ်တနေ့လား ဇာတာပတိနှင့်မွေးသူများကြောင့်စိတ်နှောင့်ယှက်ဖြစ်မယ်။နှစ်ခုကိုကနန်ချိုးပေးတယ်။အဖြူစိတ်မိတဲ့ရောင်တို့ကိုသုံးပြီးလိုရာကိစ္စဆောင်ရွက်နိုင်တယ်။တပြေညွန့်ဖျားလို့ပြီးတော့အလိုရှိရာဆူတောင်းမှဆူတောင်းပြေပါနိုင်မယ်။ကျေးဇူးတင်ပါတယ်။